အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့စစ်အာဏာရှင်ဟောင်းမူရှာရက်ယာသပ်ပန်နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ပါကစ္စတန်စစ်အာဏာရှင်ဟောင်းပါဗတ်မူရှာရက်ကိုယာသပ်ပန်လုံးနိုင်ငံရေးလုပ်ခွင့်ပိတ်ပင်လိုက်တယ်လို့ပရှီဝါတရားရုံးချုပ် PAC ကဧပြီလ30ရက်နေ့မှာအမိန့်ချမှတ်ခဲ့ပါတယ်။မူရှာရက်ဟာမကြာမီကျင်းပမယ်ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်းအဖြစ်ကပယ်ချခံခဲ့ရတဲ့အတွက်အမျိုးသားလွတ်တော်သို့အတနာခံစာတင်ခဲ့ရာကအခုလိုအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ူရှာရက်ဟာအခြေခံဥပဒေကိုနှစ်ကြိမ်တိုင်တိုင်ဖောက်ပြက်ခဲ့တဲ့အတွက်အမျိုးသားလွတ်တော်နဲ့ဥပဒေပြုလွတ်တော်များတို့ဝင်ရောက်ဖို့ရွေးကောက်ပွဲမှာရှင်ပြိုင်ခွင့်မပြုနိုင်ကြောင်းတရားသူကြီးလေးဦးပါခုံအဖွဲ့ကအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်မူရှာရက်ဟာတရားစီရင်ရေးကိုပြစ်မှတ်ထားပြီးတရားမဝင်အရေးပေါ်ဥပဒေထုတ်ပြန်ခဲ့တဲ့အတွက်လည်းတရားရုံးကအခုလိုအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဝန်ကြီးချုပ်ဗနာစီယာဘူတိုသိဆုံးမှုအတွက်နှစ်ပတ်ကြာအကြေကျုံကြာခံဖို့နဲ့တပုံကောင်းဆောင်တအူအသက်ခံခဲ့ရမှုအတွက် မူရှာရက်ကိုစစ်စေးမင်းမြန်ဖို့ခွပြူကြောင်းကိုလည်းတရားရုံးကအမိန့်ချမှတ်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။